ကျွန်တော်ဒီနိုဝင်ဘာလ၈ရက်နေ့ညတကောင်ပေါ့နော်ဒါမြန်မာစံတော်ချိန်ည7:00နာရီမှာကန်သွားဖို့ရှိနေတဲ့အာဆင်နယ်သင်းရဲ့ပွဲစဉ်ရဲ့မြန်မာစံတော်ချိန်ဒါတနင်္ဂနွေနေ့မနက်အစောပိုင်းမှာကန်ဖို့ရှိနေတဲ့ချယ်ဆီသင်းတို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်အခုချိန်မှာဆိုရင်တော့ပွဲချုပ်သွင်းချက်လုပ်ပြီးသွားရမှာလည်းဖြစ်ပါတယ်အားလုံးပဲမိလာပေါ်နေပြည်သူကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်စနေနေ့ည ညနေပိုင်းပေါ့နော်ဒတင်းဝင်ဒီမနက်အစောပိုင်းမှာကန်သွားဖို့ရှိနေတဲ့ဆန်ဒလန်အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ရဲ့ Chelsea နဲ့ Wolves တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲစဉ်ဆိုသုံးသပ်ချက်အခုပဲလှုပ်ပြီးတော့ရမှာလဲဖြစ်တယ်ပေါ့နော်ဆိုတော့နှစ်ခါနှစ်ပွဲစလုံးပဲကျွန်တော်တစ်ခါတည်းပေါင်းပြီးတော့ပဲလှုပ်ပေးလိုက်မယ်ပေါ့နော်ဆိုတော့ပထမဆုံးကန်မှာတော့ကျွန်တော်တို့ည7:00နာရီအတိမှာဆန်ဒလန်အသင်းနဲ့အာဆင်နယ်အသင်းတို့ရင်းဆိုင်ရှင်းဆိုင်ရှင်းပြန်ကစားသွားမှာလဲဖြစ်တယ်ဆန်ဒလန်အသင်းရဲ့ Ingwen Stadium of Light မှာကစားသွားမှာလဲဖြစ်တယ်ပေါ့နော်ဆိုတော့အာဆင်နယ်အသင်းကအဝေးကွင်းဖြစ်လာရောက်ပြီးတော့ရင်းဆိုင်ရှင်းပြန်မှာလဲဖြစ်တယ်ဒီပွဲစဉ်ကအမှတ်မဲ့ကြည့်လိုက်မယ်ဆိုလို့ရှင်တော့အာဆင်နယ်အသင်းတို့ခက်ခဲကောင်းခက် ခဲနိုင်တယ်လို့ထင်ရပေမဲ့တကယ်တကယ်လက်ရှိအာဆင်နယ်တင်းရဲ့ current form နဲ့ဆိုလို့ရှိရင်ဘယ်အသင်းမှောက်ကြောက်စရာမလိုဘူးဆိုတော့နေသားမျိုးမှာရှိတာဖြစ်တော့ဒီဝက်စီယံလည်းလုံးဝအခက်အခဲမရှိဘဲနဲ့ကြော်ဖြတ်သွားနိုင်မယ်လို့ကျွန်တော်100%ယုံကြည်နေမိရယ်ပေါ့နော်ဆိုတော့ ညီနဲ့တင်းဟက်တူဝဲကိုကျွန်တော်တို့ချက်ကြည့်ကြအောင်ဟက်တူဝဲကိုကျွန်တော်ကြည့်မဲ့သားပြောတာပါတကယ်တကယ်ဟက်တူဝဲတွေကအရန်တော့ကြာသွားပြီဗျာ2021တို့2019တို့ဘာတို့ကတွေးကြတာဆိုတော့ကျွန်တော်ဟက်တူဝဲကိုတော့တေချာတော့ထည့်ပြီးတော့မပြောတော့ဘူးပေါ့နော်လက်ရှိဒီဆန်နန်တင်းရဲ့အင်ကွင်းဆွမ်းဆောင်ရင်နောက်ဆုံး၃ဘွဲပဲကျွန်တော်တို့ချက်ကြည့်ကြအောင်နောက်ဆုံး၃ဘွဲမှာဆိုလို့ရှင်တော့ဆန်နန်တင်းက အာနှစ်ပွဲတည်ကြပြီးတော့တပွဲနိုင်ထားရဆိုတဲ့အားမျိုးရှိတာဖြစ်တဲ့အတွက်ဆန္ဒလန်တင်းကရှုံးပွဲတော့မရှိထားဘူးပေါ့နော်အဲကြောင့်မလို့ဆန္ဒလန်တင်းရဲ့အင်ကွင်းဆွမ်းဆောင်ရတယ်တော်တော်လေးဆွမ်းဆောင်ရကောင်းနေတယ်လို့ပြောလို့ရတယ်အဲကြောင့်မလို့လေကျွန်တော်တို့ကဒီပွဲကမဆက်မတင်မပဲနဲ့အကျိတ်နယ်ဖြစ်နိုင်တယ်ဆိုပြီးတော့တတ်မှတ်ထားရလဲရှိရပေါ့နော်အကြောင့်မလို့လက်ရှိသူတို့တည်ကြထားတဲ့နှစ်ပွဲမှာဆိုလို့ရှိရင်လေဆန္ဒလန်ကဒီ Aston Villa တင်းဝန်းဝန်းတည်ကြတယ်ပြီးတော့ Wolf ကိုသူတို့2-0နဲ့နိုင်တယ်ပေါ့နော်ပြီးတော့ Everton တင်းဝန်းဝန်းထပ်ပြီးတော့တည်ကြထားတာဆိုတော့ဆန္ဒလန်တင်းရဲ့လက်ရှိ current form လည်းအရင်ကြီးမစိုးနေသလိုအင်ကွင်းဆွမ်းဆောင်ရ တော်လေးကောင်းနေတယ်ဆိုတော့နေသားမျိုးမှာရှိတာဖြစ်တော့ဒီဝဲစီကတော့အာဆင်နယ်အသင်းနဲ့ခက်ခဲခဲရင်းဆိုင်ရှင်ပိုင်ကစားသွားဖို့တော့ရှိတယ်ပေါ့နော်ပြီးတော့အာဆင်နယ်အသင်းရဲ့လက်ရှိအဝေးကွေးစားဆောင်ရေး၃ပွဲကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကြည့်ကြအောင်မလို့ပါဘူးဗျာနောက်ဆိုဖွင့်နေကုန်တော့စိတ်အိမ်ညာကြီးပဲတခုမှတည်ကြတာမှမရှိဘူးဆိုတော့အာဆင်နယ်အသင်းရဲ့လက်ရှိကာရက်ဖောင်ကတော့တကယ်ကြီးကျန်းတယ်ပြီးတော့ဒီယာဒီမှာ ဘယ်လိမှာမဆိုဗျာအကောင်းဆုံးအသင်းကိုပြပါဆိုရင်တော့ကျွန်တော်အာဆင်နယ်လို့ပဲပြောချင်တယ်တကယ်ကြီးကို organize ဖြစ်ပြီးတော့ကစားသမားကလည်းအင်အားတောင့်တင်းနီးပြားကလည်းကောင်းအကုန်လုံးတော်တော်လေးကြည့်ရတာ perfect ဖြစ်တဲ့အသင်းသင်းဆိုတာအာဆင်နယ်လို့အသင်းမျိုးကိုပြောတာပါလားဆိုပြီးပြလို့ရောက်လောက်တဲ့အထိကိုအာဆင်နယ်တင်းကတော်တော်လေးကျန်းနေအောင်တော့ကျွန်တော်တို့တွေ့ရတယ်နောက်ဆုံး၃ပွဲကိုအဝေးကွင်းစမ်းဆောင်ရင်၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၃ပွဲတလုံးနိုင်ထားတယ်နိုင်ထားတဲ့ပြုံမှာ full one သင်းကို1စီပြီးလို့ရှိရင်ဘန်လီသင်းကို2စီနဲ့နိုင်ပြီးတော့ချန်ပီယံလိမှာ Starvia Bread ကို3စီနဲ့ထပ်ပြီးတော့နိုင်တာဆိုတော့ပေးကွာလေ ည်းလုံးဝမရှိဘူးပေါ့နော်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးမှာဘေးကိုမရှိဘူးအဲ့ဒါကြီးကလည်းတကယ်ကြီးကိုတကယ်ကြီးကိုအောချအလုပ်တဲ့ဒီကိုခံစီကြီးကလည်းကြောက်ဖို့လုံးမရောကောင်းတယ်ပေါ့နော်တကိုးသွင်းမှုဆိုတာဗျာတကယ်မလားကြံတဲ့ဒီကောက်ရိုးပုံထဲမှာအပြောက်ကြာရှာတာမှလွယ်အောင်မယ်အာဆင်နယ်တင်းရဲ့ခံစီကိုဂိုးသွင်းမှုဆိုတာအဲ့လောက်ထိခက်ခဲနေတာလားဆိုပြီးတော့တွေးမိတဲ့အထိကိုအာဆင်နယ်တင်းရဲ့ခံစီစွမ်းဆောင်ရည်က တော်ကြီးကျန်းနေအောင်တော့ဒေထားမိတယ်ပေါ့နော်။ကြောက်ဒီပွဲစဉ်မှာလည်းအာဆင်နယ်အသင်းတော်ကတော့တိတ်ပြီးတော့ခက်ခဲမဲ့ပွဲစဉ်တွေပဲမဟုတ်ဘူးလို့ပဲထင်မြင်မိတာလည်းရောရှိရပါတော့။ဆိုတော့ကြောင့်မို့ဒီပွဲစဉ်ရဲ့ကျွန်တော်ခံမှန်းချက်လေးကိုပြောပြရမယ်ဆိုရင်ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအနိုင်ရသွားဖို့ကျွန်တော်80ရန်လောက်ပေးခြင်းနဲ့20ရန်လောက်ကိုတော့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းဂိုးပြတ်နဲ့နိုင်သွားမယ်လို့ထင်မြင်မိတာလည်းရောရှိရပါတော့။အာဆင်နယ်အနိုင်လို့ပဲကျွန်တော်သတ်မှတ်ပေးချင်ပါတယ်။ကျွန်တော်နောက်ထပ်ပွဲစဉ်တွေနဲ့ဆက်ပြီးတော့သွားလိုက်အောင် နောက်တစ်ပွဲကတော့ကျွန်တော်မြန်မာစံတော်ချိန်ည2နာရီခွဲမှာကန်သွားဖို့ရှိနေတဲ့ Chelsea နဲ့ Wolves အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော် Chelsea တင်းရဲ့အင်ကွင် Stamford Bridge မှာကစားသွားမှာလည်းဖြစ်တယ် Chelsea အတွက်ကတော့อืมကျွန်တော်လည်းပြောရတာနည်းလေးတော့ခတ်တယ်ဗျာ Chelsea ကတပွဲရှိတပွဲငွေဖြစ်နေတယ်ဆိုရင်ဒီဟာမျိုးမှာရှိသလိုကစားသမားတွေကလည်း line up ကလည်းဘရောမစိုးအတီးကြမရှိဘူးညီပြကိုရန်ကလည်းဗျာများပြီးတစ်ခါကြရင်ဘာလို့လို့အောင်မသိဘူးဆိုတော့ညီသားမျိုးလေးမှာလည်းရှိသလိုခန်းစီကြီးကလည်းတောက်လျှောက် အပွင့်နဲ့ကစားနေရတယ်ဆိုတာလည်းတိတ်တော့မဟုတ်ဘူးပေါ့နော်ဒါကတော့ပြောရင်တော့အရှိကြီးပေါ့ဗျာသိရမလား Chelsea က ဟိုဒီလောက်လူတွေလူနေတာကိုခံစီမှုမခေါ်ဘဲဥရောပါညာတော့ပြောကြတော့ရှိတာပေါ့ဘာလို့လဲဆိုဟုတ်တော့လည်းဟုတ်ပါတယ် divine core ကဒဏ်ရအစိုးရရရသွားတာဗျာဒီပြောင်းရွှေ့ဈေးကွက်ပိတ်မှရတာမဟုတ်ဘူးမပိတ်ခင်ကနေရတဲ့ဥစ္စာကိုဒီကစားသမားတွေနဲ့ပဲရှေ့ဆက်မယ်ဆိုပြီးတော့သူတို့ဆုံးပြခဲ့တာတော့တော်တော်လေးမှားရလို့ပဲကျွန်တော်တို့ထောက်ပြခြင်းနဲ့ဂျန်တဲ့နေရာတွေမှာဗျာ squad in ကမတောင်တင်းဘူးဆိုရင်တော့မှမညံဘူးဗျာကျွန်တော်တို့လက်ရှိရှိတဲ့ premier league ဘယ်တင်းနဲ့မဆိုရှင်နိုင်တဲ့ squad in ကတခုမှရှိရတိုက်စစ်မှာဆိုလည်းအများကြီးနော်ကွင်းလမ်းမှာဆိုလို့ရှင်လည်းအများကြီးအဲ့လိုမျိုးနေသားမျိုးရှိတာဖြစ်တဲ့အတွက် ချက်စီးတဲ့နေနဲ့ခေါင်းမာခဲ့တာအခုချိန်မှာ nearly effect သွားပြီးတော့ပြီနေတယ်လို့ပဲပြောရမှာပေါ့နော်ကျွန်တော်ဒီမနက်တင်းရဲ့ head to head ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင် head to head နောက်ဆုံး၃ညင်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့၃ညင်တို့ချက်စီးတင်းရပဲအตายရထားတာကိုကျွန်တော်တွေ့ရတယ်။ EFL ကနောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းချက်စီးကအဝေးကွင်းကနေ 4-3ဆိုတဲ့ result နဲ့လာပြီးတော့နိုင်ထားတာရှိတယ်။အဲ့မတိုင်ခင်မှာတော့ဆိုလို့ရှိရင် Premier League မှာတွေ့ခဲ့တဲ့အချိန်တုန်းကဆိုရင် Chelsea တင်းရဲ့အခုဒီအိမ်ကွင်းမှာပဲ3-1ဆိုတဲ့ result နဲ့ Chelsea ကပြပြသားအနိုင်ရထားတာကိုတွေ့ရတယ်။အဲ့မတိုင်ခင်တုန်းကဆိုလို့ရှိရင်2024 August လမှာတော့လည်း Wolf အတင်းရဲ့အိမ်ကွင်းမှာ Chelsea ကအဝေးကနေလာပြီးတော့6-2ဆိုတဲ့ result နဲ့ပြပြသားအနိုင်ရထားတာကိုတွေ့ရတဲ့အတွက်ကြောင့် head to head ဒီကိုကြည့်မယ်ဆိုတော့ Chelsea တင်းကလုံးဝအပြတ်အသတ်ကြီးအသာရနေတယ်လို့ပြောလို့ရတာပေါ့နော်။ Chelsea တင်းရဲ့အိမ်ကွင်းဆွမ်းဆောင်ရင်၃ပွဲကိုကျွန်တော်တို့တစ်ချက်သွားပြီးတော့ကြည့်ကြည့်အောင်။နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ရှိရင် Chelsea က တပွဲရှုံးပြီးတော့နှစ်ပွဲနိုင်ထားရဆိုတဲ့အနေအမျိုးလေးမှာရှိတယ်။နိုင်ထားတဲ့နှစ်ပွဲမှာဆိုလို့ရှိရင်တော့ Liverpool တင်းကို2-1နဲ့နိုင်တယ်။ပြီးတော့ဒီ Champions League မှာဆိုလို့ရှိရင် IS ကို5-1နဲ့သူတို့နိုင်တယ်ပေါ့နော်။ပြီးလို့ရှိရင်တော့အကုန်သိကြတဲ့အတိုင်းပဲ Sunderland တင်းကိုမထင်မှတ်ပဲနဲ့ကြိုးကြောင်တွေထားဖြစ်ပြီးတော့ England မှာ2-1ဆိုတဲ့ result နဲ့ပြန်ပြီးတော့ရှုံးသွားရလေရှိတယ်။အကြောင်းမလို့ Chelsea တင်းရဲ့အင်ဝင်ဆန်းဆောင်ကြီးကညနေထဲမှာတော့မပါဘူးဗျာ။သူကနေတော့ draw လေးအဆင်ပြေပြီးနဲ့ကောင်းတဲ့ထဲမှာပါတယ်ဆိုပေမဲ့ အဓိကအခြေစွမ်းမငြိမ်တာတော်လေးဆိုးတယ်လို့ပြောလို့ရတယ်။ကစားသမားလိုင်းနဲ့လည်းမငြိမ်ဘူး၊နီးပြကလည်းမငြိမ်ဘူးပြီးတော့ခြေစွမ်းကလည်းဒီတတမထဲမထိုင်းနိုင်အောင်ဆိုတော့နေသားမျိုးလေးတစ်ခုမှရှိနေတာတော်လေးအခြေအနေဆိုးတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ဆန်နလန်အလူအသင်းမျိုးကိုမရှုံးတင်မနဲ့အင်ကွင်းမှာ2-1နဲ့ရှုံးသွားတယ်ဆိုတော့မဖြစ်တဲ့ကိစ္စတွေကတစ်ခုပေါ့နော်။အဲကြောင့်မလို့ချယ်ဆီတင်းရဲ့အင်ကွင်းဆက်ဆောင်ကြီးကတော့ဒါဘာပဲပြောသူကလည်းသူအဆင်ပြေလေးနဲ့ကောင်းနေသေးတယ်လို့တော့ပြောလို့ရတယ်။ခြေစွမ်းမငြိမ်တာလေးကလွဲလို့ပေါ့နော်။တစ်ဖက်ကကျွန်တော် Wolf အသင်းရဲ့နောက်ဆုံးအင်ကွင်းနောက်ဆုံးအဝေးကွင်းဆွမ်းဆောင်ရင်၃ပွဲကိုကျွန်တော်ချယ်ကြည့်ကြအောင်။နောက်ဆုံး 那么我们今天来说一下呢。<music> <music> အချိန်ကြီးကတော့လုံးဝမကောင်းဘူးတပွဲတည်ကြပြီးတော့နှစ်ပွဲရှုံးထားတယ်နောက်ဆုံးကစားခဲ့တဲ့၄ပွဲစတိုက်မှာဆိုလို့ရှိရင်၄ပွဲသလုံးရှုံးထားတယ်ဆိုတော့နေသားမျိုးမှာရှိတာဖြစ်တော့တော့ Wolf အတင်းရဲ့ reset တွေကတော်တော်ကြီးရှင်နေစိုးနေတယ်လက်ရှိမှာလည်းသူတို့နီပြ Vita Barrier ကိုထုတ်ထားတာဆိုတော့ဒီပွဲစဉ်ကအရန်နီပြနဲ့ပဲလာဖို့များတယ်ပေါ့နော်ဆိုတော့အဲကြောင့်မလို့ဒီပွဲစဉ်မှာဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာထက်ဘယ်လိုမျိုးမရှုံးအောင်ကစားရမလဲဆိုတော့ mindset ကသူတို့စီမှာပို့ပြီးတော့ရှိနေနိုင်တယ်အဲကြောင့်ဒီပွဲစဉ်ကသူတို့တည်ခံပြီးတော့ကစားနိုင်တဲ့ပွဲစဉ်တွေပွဲလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးတည်ခံကစားမလဲဆိုလို့ရှိရင်တော့သူတို့ရဲ့ reset လေးကိုကျွန်တော် ောက်တစ်ချက်လောက်ကြည့်ကြည့်အောင်နောက်ဆုံးသုံးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Tottenham Hotspur အသင်း1-1တည်ရကြတယ်ဆန်ဒန်အသင်းကို2-0နဲ့ရှုံးတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ Fulham အသင်းကိုနောက်ဆုံးပွဲစဉ်မှာ3-0ဆိုတဲ့ဆန်နဲ့ပြတ်သားရှုံးသွားပြီးတော့အပွဲစဉ်အပြီးမှာ Victor Barrea ရာထူးကနေအထောက်ခံလိုက်ရတယ်ပေါ့နော်အဲကြောင့်မလို့ Wolf အသင်းအနေနဲ့ကလည်း Chelsea ကိုရှင်းကစားဖို့ဆိုတာတော်တော်လေးမလွယ်တဲ့ကိစ္စတွေကတခုလို့ပြောလို့ရတယ် Chelsea ဘယ်လောက်ပဲအခြေအနေဆိုးနေပါပါစေအောင်များ Wolf အသင်းလိုအသင်းမျိုးတော့တေချာပေါက်နိုင်နိုင်နဲ့ဆွဲနေတာမျိုးမှာရှိတယ်အဲကြောင့်မလို့ကျွန်တော်ခြုံငုံပြီးသုံးသပ်ပေးရမယ်ဆိုရင် head to head ဒီမှာလည်းအတားရရတယ်အင်ဂွေးဆန်းဆောင်ရင်မှာလည်းအ အများကြီးပို့ပြီးတော့အဆင်ပြေပြီးတော့ကောင်းနေတဲ့ Chelsea တင်းမဲ့ဒီပွဲစဉ်မှာအနိုင်ရသွားဖို့တော့ကျွန်တော်80ရာခိုင်နှုန်းလောက်ပေးခြင်းနဲ့20ရာခိုင်နှုန်းကိုတော့မထင်မှတ်နဲ့တည်ကြသွားတဲ့တန်ကြီးရှိရလို့ကျွန်တော်ထင်မြင်မိတာလေးရောရှိရပေါ့နော်အဲ့ဒီ80ရာခိုင်နှုန်းနဲ့မှာ မထင်မှတ်ဘဲနဲ့ထပ်မှန်ပြီးတော့ဂိုးပြတ်ပြီးနိုင်တော့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီဥစားလေးတွေကျွန်တော်ထည့်ပြီးတော့ပြောပြလိုက်တာဖြစ်ပါတယ်လူချင်းမင်းတို့ရောအာဆင်နယ်တင်းရဲ့ပွဲစဉ်မှာရက်ဆက်တွေဘယ်လိုထွက်လာမလို့ထင်လဲချယ်ဆီရဲ့ပွဲစဉ်မှာရက်ဆက်ဘယ်လိုဖြစ်လာမလို့ထင်လဲမမီးအထွေထွေစားချက်တွေကဘယ်လိုရှိမလဲအောက်ကကွန်မန့်ထဲမှာဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကို quality ကောင်းလေးနဲ့အဆင်ပြေပြေလေးကြည့်နေတယ်ဆိုလို့ရှိရင် YouTube မှာလည်းတင်ထားပေးပါတယ် YouTube မှာသွားပြီးတော့ကြည့်လို့လည်းရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်လည်းကြိုးစားကြရအောင်